ွားလေဒီကဖြတ်သွားတော့အရန်နဲ့အဲ့တော့20လောက်ပဲဒါအမိုက်ပုံသားမှာရိုက်ကအဲ့တော့အမိုက်ကံမဟုတ်ဘူးအမိုက်ဘုံစပုံးသုံးပုံးသားမှာအကောအဲ့တော့လက်ကြီးနေနေလေအဲ့လိုဘာမှလည်းမပါအဲ့အဲ့မှာထိုင်ပြီးတော့ကားကြီးကိုတွဲလောင်းခုပြီးတော့အမိုက်ပုံသားမှာဆိုအကောအရန်ချီချိုးရအရန်လေးစားရပေါ့ တီလို့ဘိုင်းသီဥဆောင်တယောက်အနေနဲ့အဲ့လိုမျိုးကာရက်တာကိုတကယ်တဘာဝကြောင့်ရိုက်နိုင်တာကိုရောအနက်နန်းနေဆိုတာမျိုးဖြစ်မိတာဆိုတော့အခုအရန်လေးစားရမှာတော့ဟုတ်ဟိုနေရတဲ့တအားခုပဲလေကျွန်တော်ဆိုနေကနေနေလေဘက်ရရတယ်ဒီကောင်းတဲ့တဲ့အိမ်မှာဆိုတော့အော်တအားလေးပူအနန်းနေရတယ်ဆိုတော့ ကျွန်တော်တို့လူငယ်တောင်ဗျာဒီလားစိတ်ညစ်နေတာအခုဆိုရင်ဒါဟိုဝိဆုံတွေလည်းနှစ်ထပ်လောက်ဝစ်ထားတဲ့အချိန်မှာတော်တော်လေးအခုတော်တော်လေးပင်ပန်းမယ်ဆိုတော့တကယ်ကိုပင်ပန်းခဲ့တယ်ဗျာဒီကပြီးတော့အခုရဲ့ဒါအားကြတဲ့အပြင်အနေထိုင်လေးပေါ့နော်ဟို အဲ့ချိန်မှာတကယ်ဟိတ်ဒီဟန်နေမရှိဘူးအခုခဏနားမယ်ကျွန်တော်ထိုင်ကုန်သေးသေးလေးနဲ့ပဲဝင်လာပြီးမှလာထိုင်သူကျွန်တော်တို့ကအဲ့လိုမျိုးဆိုတာအခုရဲ့နေထိုင်နေရအပြင်ကအကူပါကျွန်တော်တို့ကတကယ်တမ်းအဲ့ချိန်မှာတော့အားကျနေရအခုရဲ့နေထိုင်နေရဒါလိုက်ပြီးတော့လေးလာအတူနေရပါဗျာဒီဆိုတာအခုရောပါပြင်ချက်ပြောင်းတော့မှာတယ်အရင်ဆုံးရှိ င်ပါဟုတ်လားရှင်ဝင်လာပြီပါဒီအတူတူကြည့်ကြရမှာဆိုတော့တောင်းမှန်တာညီမလေးအကွာလမ်းမိမှာအမိုက်သိင်းနဲ့စီပင်ဝင်နေဆိုတော့တို့တို့တိသွားလို့ရှင်ညီမလေးဘယ်တော့မှတိတ်ခါကြားလဲကိုကြီးအဲ့ဒါမတွေ့မိလားငယ်မပြောမလို့ပါနဲ့ဟာကိုကြီးကပညာမှမတက်တာဒီလိုတွေဒီရွယ်ရောက်ဟာဒါတွေ့ဒါဒီမင်းကြီးကရမ်းတော်ပါလေသူတပြည့်ပေါ့နော်ကျွန်တော်ဒီကားမှာကားတကားကောင်းနေတော့ တိယဆောင်လေးဆက်ပွဲလေးတော့အဓိကတော့ driver ပေါ့အဲအဲ့လိုမျိုးအားလုံးတက်ညီလက်ညီနဲ့စိုးစားတော့ကောင်းတာပါအခုတော့အဓိကမှဆိုလို့ရှိရင်သူ့တပည့်တိုင်းညီမလေးနဲ့ညီလေးတွေကတကယ်ကိုသူ့စားစားနေတယ်နော်တယောက်ဆောင်လေးဖန်နေရတယ်ပြ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 ကိုဒီဆောင်ပြီးအဲ့ဒီအတွက်ကိုလည်းဇက်ရတန်ကွာဒါလိုအပ်တလောက်ကိုရောက်တာပေါ့နော်အဓိကတော့ဒါရင်းတော်လေးတော်လို့ပါပဲပြောချင်ပါတယ်ကားထွက်လာရင်လည်းမမုန်းကြပါနဲ့ ီကဖုန်းလိုချင်နေဆိုရဲကိုကြီးကဝယ်ပေးချင်နေတာဟောသားဒီမဖုန်းကျောက်ကဘာလို့ပါလဲဘာလို့ပါလဲဟမ်မင်းကဖုန်းလိုချင်နေဆိုလို့ငါတီဖို့မရမကစူးစမ်းပြီးတော့ငါဝယ်ခဲ့ရတာဆက်ရတော့မတနာဘူးတော်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 ရိုင်းလာတာဟိုဟိုအပြင်မှာတော့တနာပါတယ်ဒီလောက်ကောင်းတဲ့ကိုပေါ်မှာစိုးရတော့ပရိသတ်တွေလည်းတော်တော်လေးကိုကျွန်တော်တို့ ခဲနေပေါ်ပေါ်ပေါ့ရင်ဒုံးနေရရင်ရိုက်ချင်နေပါတော့ဆဲနေပါလေကွန်မန့်တွေတွေ့နေပါဤသူဤသူမြစ်တာတော့ခံယူခံယူနေပါအဓိကတော့ဒါလူငယ်တွေဘက်ကလည်းသူရဲ့ right တော့ရှိတယ်ပေါ့နော်ဘာလို့တော့ဟိုမှာကိုကရွယ်ရောက်လာပြီအဲ့လိုကိုကအပေါင်းသင်းနေရတယ်ဘယ်လိုပြည့်စုံလဲဆိုတော့တွေ့တယ်ပေါင်းတယ်လို့ရှိတယ် ဘလိုပဲဖြစ်ဖြစ်သူတို့ကလည်းအဲ့လိုမျိုးချိတာပဲเนาะ true right ရှိတယ်အဲ့အဲ့ဒီအတွက်သူတို့ကလည်းမခံနိုင်ဘူးပေါက်ကွဲတယ်တော့ဒီကိုပေါ်မှာတဲ့ကိုတွေကချစ်လို့ဆိုးတယ်ပုံစံမျိုးကိုညမောက်ကိုလမ်းမှာတူးလို့ခေါ်လိုက်မိတာမလေးဟုတ်စမ်းလားခေါ်မိုက်တဲ့နေ့တော့ညလှမ်းခေါ်နေနည်းနည်းသိလို့လားမသိပါဘူးဟာတစ်ခါမှတော့မမြင်ဘူးအဲ့လိုအဲ့လိုခင်ဗျလောင်းခွေချန်တော့ဒါတကယ်တော့တော်တယ်တကယ်ကိုဘယ်လိုပြောရအောင်ရိုက်တာခိုင်းတဲ့အတိုင်းပေါ့နော် ဇာတ်ရဲ့ဒိုးဝဲချာတန်းကိုပြ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 ီးတော့ဒီနေ့ဒီမှာလေးအပြောင်းလှူဆောင်ပါတော့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါဇက်ဆဟိုဖြစ်ကလေးကဒီဇလန်အရန်ကောင်းနေတယ်နော်အရန်ကောင်းနေတယ်ဟောအထူးသဖြင့်ကတကယ်ပြည့်ရမှန်ကိုပညာမီရေးထားတာပေါ့ကျွန်တော်ထင်တယ်ဟို တကယ်ပြည့်မှာတော့၄၀လောက်ပါမှာပေါ့လုပ်ရှင်သဘောရကြောင်းလည်းပြင်ဆင်တာတော့60ရာခိုင်နှုန်းပါလိမ့်မယ်ဟုတ်ကဲ့ငင်းလျှောက်ပါတယ်ဘဝကြီးခင်လို့ထားတယ်ဝါနူနူကဲဥမာဆိုးတယ်ကလေးငယ်တွေရဲ့ကိုတဲ့တကယ်တော့အဲ့အမိုက်ပေါ်လေဘေးကဖြတ်သွားတာအယမ်းနဲ့ ော့20လောက်ပဲဒါအမိုက်ပုံသားမှာရိုက်ကအဲ့ဒါအမိုက်ကံမဟုတ်ဘူးအမိုက်ပုံစပုံးသုံးပုံးသားမှာအကောအဲ့ဒါလက်ကြီးနေနေလေအဲ့လိုဘာမှလည်းမပါအဲ့အဲ့မှာထားပြီးတော့ကားကြီးကိုတွဲလောင်းခုပြီးတော့အမိုက်ပုံသားမှာဆိုအကောအရန်ချီကျိုးရဲ့အရန်လေးစားရဲ့ပေါ့နော်ဒီလိုဘိုင်းတိူဆောင်တယောက်အနေနဲ့အဲ့လိုမျိုးကာရက်တာကိုတကယ်တဘာဝကြောင့်ရိုက်နိုင်တာကိုတော့အနက်နန်းနေဆိုတာမျိုးဖြစ်မိတာဆိုတော့အခုအရန်လေးစားရဲ့ပေါ့နော်ဟုတ်နေရတဲ့တအားကူရယ်လေကျွန်တော်ဆိုနေကနေနေလေဘက်ရရအောင် ကောင်းတဲ့တဲ့အိမ်မှာဆိုတော့အော်တအားလေးပူအနမ်းတွေရတယ်ဆိုတော့ကျွန်တော်တို့လူငယ်တောင်ဗျာသူကစိတ်ညစ်နေတာကိုဆိုရင်ဒါဝိစုံတွေနဲ့နှစ်ထပ်လောက်ဝစ်ထားတဲ့အချိန်မှာတော်တော်လေးအကိုတော်တော်လေးပင်ပန်းမယ်ဆိုတော့တကယ်ကိုပင်ပန်းခဲ့တယ်ဗျာဒီကပြီးတော့အကိုရဲ့ဒါအားကြတဲ့အပြင်အနေထိုင်လေးပေါ့နော် အဲ့ချိန်မှာတကယ်ဟိတ်ဒီဟန်နေမရှိဘူးအခုခဏနားမယ်လို့သူထိုင်ကုန်သေးသေးလေးနဲ့ပဲဝင်လာပြီးမှလာထိုင်သူကျွန်တော်တို့ကအဲ့လိုမျိုးဆိုတာအခုရဲ့နေထိုင်နေရအပြင်ကအခုမှာကျွန်တော်တို့ကတကယ်တမ်းအဲ့ချိန်မှာအားကြနေရအခုရဲ့နေထိုင်နေရဆိုလိုက်ပြီးတော့လိလာအတူနေရတာပေါ့ဗျာ